အောင်မြင်မှုဆိုတာပထမခြေလမ်းနဲ့ပဲစတင်ပါတယ်ဒီတော့ဘုရားမှာအောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ပထမဦးဆုံးသောခြေလမ်းကိုစတင်ဖို့မကြောက်ပါနဲ့ဒီတော့ဘလောက်ပဲကြောက်နေနေစတင်ဖို့ပဲအရေးကြီးပါတယ်တချို့တွေအောင်မြင်မှုတွေမရချင်ဘူးဆိုတာကကြောက်နေတဲ့အတွက်မစတင်နိုင်ဘူးမစတင်မိတဲ့အတွက်ရှေ့ဆက်လို့တွားလို့မရတော့ဘူးရှေ့ဆက်တွားလို့မရတော့တဲ့အတွက်အမားတွေ သင်္ကန်းစာတွေလည်းမရတော့ဘူးအိမ်မတိုင်းကို အစပြိုးဖို့တတိရှိဖို့လိုတယ်တတိရှိဖို့လိုတယ်တချို့တွေကြတော့အိမ်မတော်ရှိတယ်ဒါပေမဲ့တတိမရှိကြဘူးဒီတော့အကောင့်ထဲမဖော်တော့ဘူးပထမဆုံးအချိန်တိုင်းမှာမအောင်မြင်နိုင်ဘူးဒါပေမဲ့စမှတ်ပြီးတော့လှုပ်ထားပါစလှုပ်လှုပ်ချင်းတော့အောင်မြင်မှာမဟုတ်ဘူးဆိုတာကိုသိထားရင်မကြောက်တော့ဘူး အတွေ့အနဲ့ပဲအချိန်ဖြုံးမနေပါနဲ့တေးသေးလေးကနေစတင်ကြည့်လိုက်ပါ ကြီးမားတဲ့စတင်ကြီးဆိုတာမရှိပါဘူးသေးဖွဲတဲ့စတင်ခြင်းနဲ့စပြီးတော့မှကြီးမားတဲ့အရာတွေဖြစ်လာတာပါစတင်ဖို့အတွက်ပြည့်စုံမှုကိုစောင့်ဆိုင်မနေပါနဲ့ဘာကြောင့်လဲဆိုတော့ဘယ်တော့မှပြည့်စုံမှာမဟုတ်လို့ပဲပြည့်စုံမှာစတင်မဲ့အစရှိတာတွေနဲ့စတင်တတ်အောင် စ조사ရမယ်။ကိုယ့်ရဲ့ပထမဆုံး조사မှုကရလက်မကောင်းခဲ့ရင်တောင်ပြင်ဆင်သုံးသပ်ပြီးတော့ပြန်조사ပါ။ကိုရဲရဲဝံ့ဝံ့စတင်လိုက်တဲ့အခါလမ်းကြောင်းတွေကသူ့အလိုလိုပွင့်လာတယ်။ကိုလို့ချင်တာတွေကိုစတင်မှုအရွယ်ကန့်တတ်ထားတာမရှိပါဘူး။ငယ်တယ်ဆိုတာလည်းမရှိဘူး။ကြီးတယ်ဆိုတာလည်းမရှိဘူး။ပထမဆုံးခြေလန်းလန်းဖို့တောင်တွေ့ဝေပြီးကြောက်နေပြီဆိုရင် ဘယ်တော့မှစတင်ပြတ်မှာမဟုတ်ဘူးကိုယုံကြည်ရဘူးစတင်ပြီးတော့လုံနေတဲ့သူတိုင်းဟာဘာမှမစတင်မဲ့နေတဲ့သူတွေတက်ရှေ့ရောက်နေပြီဒါကတော့ကျွန်တော်လူငယ်တွေကျွန်တော်မိတ်ဆွေတွေအတွက်ဘဝအတွက်တံပိုးရှိတဲ့ဆိုလိုမျိုးတော့ဖြစ်ပါလေ။ကျွန်တော်တို့ငယ်ရွယ်နဲ့မိဆွေတွေဟာလည်းဒီတနေ့ကိုပြောရွှင်ရှင်နဲ့ဖြတ်တန်းရင်အောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါရစေ။ကျွန်တော်ကတော့ကိုညာလေးအောင်ပါ။